တကယ်မချင်းပါတဲ့ဖြီပကပြိုင်ပွဲကိုသွားပြိုင်နေတဲ့ဆိုပြီးလူတွေကိုလိန်ညာခဲ့တဲ့မစ္စတာပြိုင်ပွဲဝင် မစ်ပြန်ပွဲတွေမစ္စတာပြန်ပွဲတွေကမှုလို့ပေါက်လာတယ်လို့ပြည်သက်တွေရဲ့အယုံကိုအပြည့်အဝကိုဖန်ဆလာနိုင်ပါတယ်လက်တလုံးမှာဆိုရင်လေလွင်နင်းဆိုရဲမစ္စတာပြန်ပွဲဝင်တူကနိုင်ငံသားမှာသွားပြန်နေပါတယ်ဆိုပြီးပြည်သက်တွေကိုအသိပေးထားတာပါမစ္စတာပြန်ပွဲမှာသွားပြန်ခဲ့တဲ့လွင်နင်းရဲ့အစင်းနဲ့အချင်းကမစ္စတာတယောက်ဖြစ်တဲ့ဖြစ်ထိုက်တဲ့ရေးချင်းရှိတဲ့အတွက်တနိုင်ငံလုံးဒီဘက်ကဝေဖန်ရင်ပွဲဆူလို့နေတာပါခနာကိုကဝါတဲ့အပြင်ပူပူနဲ့အသားညိုတဲ့လွင်နင်းကိုဘသူကမြန်ရွေးချက်လိုက်တယ်လို့မိကုန်းနေထုံနေကြတာပါလွင်နင်းကတော့လေစိတ်ကိုအထုပ်ပိုးရီနဲ့တကယ်ထွက်ပြတယ်လို့သွားပြန်နေတဲ့ဟိဟန်နဲ့ပြသ နေခဲ့တာပါဒါအပြင် Mr Tourism Global International 2025ကိုတောပြိုင်နေပါတယ်ဆိုပြီး Day 1 Day 2ဆိုပြီးချပြနေခဲ့တာပါတောပြိုင်မှုအတွက်လည်း Dior တစိမ့်လိုနာမည်ကြီး branded တွေကိုတာယူသွားတာဆိုပြီးကြွားခဲ့တည်တာပါဒါပေမဲ့တကယ်တမ်းမှာတော့ Super ပြိုင်ပွဲကတကယ်မရှိနေခဲ့ပါဘူးတကယ်မရှိတဲ့ပြိုင်ပွဲကိုတောပြိုင်နေပါတယ်ဆိုပြီးလိန်ညာခဲ့တာပါလွင်နေကမီဒီယာတွေကိုလည်းပတ်စံပေးပြီးခေါ်ကသူသွားပြိုင်နေကြောင်းကိုအသိပေးခဲ့ပါတယ်မီဒီယာတွေကလည်းလွင်နေပြောသမျှကိုတေချာအင်တာဗျူးပေးပြီးတင်လိုက်တာကြောင့်ခုလိုကိစ္စတွေဖြစ်လာတာပေါ့ မစ်စ်နဲ့မစ္စတာပွဲတွေကအထင်ကိုမရှိဘဲမှုလိုပေါင်းနေတာကြောင့်မရှိဘဲရှိတယ်လို့လိန်ညာလို့ရတဲ့အဆင့်ထိရောက်ရှိလာခဲ့ပါတယ်။တနိုင်ငံလုံးကိုလိန်ညာခဲ့တဲ့လွင်နှင်းပေါ်အမြင့်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။